မင်္ဂလာပါရှင်။2025ခုနှစ်ဧပြီလ23ရက်နေ့ရညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ကျွန်မစူစီပါ။ကြောက်ဖြူကတရုတ်စီမံကိန်းတွေရဲ့အနာဂတ် AA လက်ထဲရောက်နေကြောင်း AOW ကပြောပါရယ်။အင်းတော်မျိုးမှာပြည်သူတွေနဲ့တော်လိုင်းရေးသမားတွေကိုတပ်ဖြတ်ခဲ့တဲ့မြို့နယ်အုပ်ချုပ်ရေးမှုပြူစောတီတွေနဲ့ SNA တပ်ဖွဲ့တွေအပါအဝင်တရခန်30ကျော်ကိုဖမ်းဆီးအရေးယူထားတယ်လို့သိရပါရယ်။ ကော့ဂရိတ်နဲ့ဂျုံတိုးလမ်းပိုင်းမှာရှိတဲ့စစ်တပ်ဂိတ်ခန်း၅ခုကို KNL PDF ပူပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်လိုက်ပြီးစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်၁၀ဦးထပ်မင်းခိုးလုံအလင်းဝင်လာကြပါတယ်။စစ်ရှောင်းမိုးသွားတဲ့စစ်တွေဒေသခံ၃၀ကျော်ကိုစစ်ရှုံးကောင်စီတပ်ကဖမ်းဆီးလိုက်ပါတယ်။မေလာအပိုင်းဘကိုးရိုးမပေါ်တက်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးနှအူးဖမ်းမိပေမဲ့လည်းတနက်လှုပ်ထွက်ပြေးလို့အသေးပြက်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။ ။ပဲခူးတိုင်းအနောက်ချမ်းမင်းလာမြို့နယ်ကကြေးရွာတွေဘုံချဲခံလိုက်ရပါတယ်ရှင်။ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းရဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရှိတဲ့တရုတ်ရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေရဲ့အနာဂတ်ဟာအရခတ်တက်တော်အေးရဲ့လက်ထဲကိုကြောက်ရောက်နေကြောင်းရခိုင်ရင်းနှံစောက်ကြည့်အဖွဲ့ AOW က April 27ရက်နေ့ကထုတ်ဝေတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ရခတ်တော်အေးဟာကြောက်ဖြူမြို့နယ်ကို2024ခုနှစ်အစောပိုင်းမှာဝင်ရောက်လာခဲ့ပြီးရဲ့နောက်ကျေးရွာအုပ်စုပေါင်း54ခုအနက်90ကိုထိန်းချုပ်ထားသလိုမြို့နယ်တစ်ခုလုံးကိုတင်ပိုက်ဖို့စစ်ရေးအင်အားအပြည့်ရှိနေတယ်လို့လည်းစီရင်ခန်းစာမှာဖော်ပြထားပါတယ် ဒါပေမဲ့2024အောက်တိုဘာလအထိစစ်ကောင်စီတပ်အခြေစိုက်စခန်းတွေနဲ့ရင်းနှီးမြုပ်နှံမှုစီမံကိန်း area တွေကိုဝင်ရောက်တိုက်ခိုက်တာမရှိခဲ့ပေမဲ့2025 February လမှာတညဝရီရေတပ်စခန်းအနီးကစစ်ကောင်စီတပ်လုံးချုံရေးကင်းလဲတဲ့အဖွဲ့ကို AA ကစတင်တိုက်ခိုက်ရာကနေတိုက်ပွဲတွေစတင်ခဲ့တာလို့ဆိုပါတယ် စစ်ကောင်စီတပ်ကလည်း drone တိုက်ခိုက်မှုတွေနဲ့ပြန်လည်ထိုးစစ်ဆင်ပြီးရဲ့နောက်အနီးအနားကျေးရွာ၃ရွာကအင်ချေနေရာခန့်ကို မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ဆိုပါတယ်ကြပ်ပြမျိုးတွေကရင်းနှီးမြုံနှံမှုစီမံကိန်းနေရာအလုံးကိုအရက်ခတ်တက်တော်အေအေကဝိုင်းရံပိတ်ဆို့ထားပြီးဖြစ်တာကြောင့်စီမံကိန်းတွေကောင်းမွန်စွာလည်းပတ်နိုင်မှုတရုတ်စီမံကိန်းတွေအပါအဝင်နိုင်ငံခြားရင်းနှီးမြုံနှံမှုကုမ္ပဏီတွေအနေနဲ့ အေးနဲ့ဆွေးနွေးတာပူပေါင်းဒါရီမရှိရင်စီမံကိန်းတွေကိုအစီအပြေချောမွေအောင်လဲပတ်ဖို့မဖြစ်နိုင်ဘူးလို့လည်းအစိုးရကန်ဆာကထောက်ပြထားပါတယ်။ဒါဝရရှိနေပေမဲ့လည်းတရုတ်နိုင်ငံကိုတဘာဝတန်ငွေနဲ့အရင်နဲ့တင်ပို့မှုတွေကတော့ဒီနေ့အထိအတားအဆီးမရှိဆက်လက်လဲပတ်နေသေးပဲဖြစ်ပါတယ်။ တရုတ်အစိုးရအနေနဲ့စစ်ကောင်စီကိုဗလိုက်မှုတွေပုံမလှုပ်ဆောင်တာပြည်သူတွေကို တိုက်ခိုက်နေတဲ့စစ်လက်နက်ပစ္စည်းတွေဝယ်ယူဖို့ဒေါ်လာတန်ပေါင်းများစွာထောက်ပံ့နေတာရဲ့တံပြန်တရားမှုတွေအဖြစ်ရင်းနှံတဲ့တဘာဝတန်ဝိတ်တင်ပို့မှုတွေကိုရပ်တန့်သွားစေနိုင်တယ်လို့ရခိုင်ပြည်နယ်ကယင်းဤမြုံနယ်မှုတွေကိုပါထိခိုက်သွားစေနိုင်တာကိုသတိပြုသင့်တယ်လို့လည်းထောက်ပြထားပါတယ်။ အရခတတော်အေးဟာရခိုင်ပြည်နယ်16မြို့နယ်အနား14မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးစစ်ကောင်စီကတော့ကြောက်ဖြူစစ်တွင်းနဲ့မအောင်မြို့တွေကိုဆက်လက်ထိန်းချုပ်ထားပါတယ်။ရခိုင်ရင်းနှီးစောက်ကြီးအဖွဲ့ American Wine Watch အဖွဲ့ဟာ2006ခုနှစ်ကတည်းကစတင်တည်ထောင်ပြီးရင်းနှီးနဲ့တဘာဝတံငွေလုပ်ငန်းတွေကိုစောက်ကြီးလေ့လာနေတဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါရဲ့ရှင်။ နောက်ထပ်သတင်းဒီပေါ်အနေနဲ့စကိုင်းတိုင်းအင်းတော်မြို့မှာပြည်သူတွေနဲ့တော်လှန်ရေးသမားတွေကိုတပ်ဖြတ်ခဲ့တဲ့ထွေအုပ်ဝန်ထမ်းတွေမြို့နယ်အုပ်ချုပ်ရေးမှူးပြူစောကြီးတွေနဲ့ SNL တပ်ဖွဲ့ဝင်တွေအပါအဝင်တရားခဏ30ကျော်ကိုဖမ်းဆီးအရေးယူထားကြောင်းအင်းတော်မြို့ပြည်သူ့ကာကွယ်ရေးတပ်သတင်းရင်းမြစ်ကပြောပါရယ်ဧပြီလ9ရက်နေ့မှာအင်းတော်မြို့ကိုတင်ပိုက်ခဲ့တာပါ ဲ့ဒီနောက်ပြည်သူတွေနဲ့တော်လှန်ရေးသမားတွေရဲ့ပြည်သားစုတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကျူးလွန်ထားသူတွေကိုအခုလိုဖမ်းဆီးအရေးယူထားတာလို့ဆိုပါတယ်။သူတို့ကိုဖမ်းမိတာကမြို့သိမ်းတိုက်ပွဲပြီးရဲ့နေ့ကလေးကဖမ်းမိတာမှန်ပါတယ်။အခုသူတို့ကိုတော့တိုင်းကိုလွှဲပို့ထားပေးတယ်။ပြူစောတီတွေအစံနေတပ်ဖွဲ့ဝင်တွေအုပ်ချုပ်ရေးမှုတွေမြို့နယ်အုပ်ချုပ်ရေးမှုတွေပေါ့မြို့နယ်မူမောင်လာတင်ဆိုတာကတော်တော်ဆိုးတယ်။အရက်မူလာရင်တမျိုးလုံးသနက်ဖောက်ပြီးပတ်ရန်တဲ့လူ ထားမိတဲ့သူတွေကဒေသခံတွေဆိုတော့ဘသူကဘာလုပ်တယ်ဆိုတာသိနေတာပေါ့သိနေတော့စစ်တပ်ကိုသတင်းပေးပြီးဖန်ခိုင်းတာပြီးတော့ဒေသခံပြူစောကြီးတွေဆိုရင်သူတို့ကိုယ်တိုင်တပ်ဖြတ်တာမှပါဝင်ကျူးလွန်ထားတဲ့လူတွေပါလို့အင်းတော်မျိုးပြည်သူကာကွယ်တပ်သတင်းရှင်းမြစ်ကရှင်းပြထားပါတယ်ဖန်စီရရှိသူတွေဟာ2022ခုနှစ်အောက်တိုဘာလ28ရက်နေ့အင်းတော်မျိုးနဲ့နမဟုတ်ကြီးကျေးရွာနေ PDF မိသားစုဝင် အမျိုးသား၈ဦးကိုအစိုးလိုက်အပြုံလိုက်တပ်ဖြတ်မှုကိုဥဆောင်ခဲ့သူပြူစောတီကောင်းဆောင်တင်စော်ဝင်အင်းတော်မျိုးနေပြည်သူတွေကိုဖမ်းဆီးထောင်ချရမှာဥဆောင်သူမျိုးနေမှုလှတဲ့ပြူစောတီကောင်းဆောင်အောင်မြင်နိုင် ပြူစောတီအဖွဲ့ဝင်အောင်ကုန်းရွာသားအောင်ဝင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဝန်ထမ်းတွေပါဝင်တယ်လို့ဆိုပါတယ် 2024ခုနှစ်ဩဂုတ်လ16ရက်နေ့မှာအင်းတော်မျိုးတင်တိုက်ပွဲကို KIA PDF ပူပေါင်းတပ်ဖွဲ့ဝင်တွေစတင်တိုက်ခတ်ခဲ့ရာရှစ်လခန့်အကြာ2025ခုနှစ်ဧပြီလ9ရက်နေ့ညပိုင်းမှာအပိသက်သိမ်းပိုင်နိုင်ခဲ့တာပါအင်းတော်မျိုးတင်တိုက်ပွဲမှာတမခွန်ခွန်တမမူဗိုလ်မှူးချုပ်အောင်တပ်ဦးအပါအဝင်စစ်တုပ်ပန်း180ကျော်ကိုဖမ်းမိခဲ့တဲ့အပြင်လက်နက်ခဲယံအမြောက်အများကိုလည်းတင်စီရရှိခဲ့ပါတယ်ရှင် နောက်ထပ်သတင်းဒီပတ်အနေနဲ့ကရင်ပြည်နယ်ကွန်ကရစ်နဲ့ကြုံတို့လမ်းပိုက်မှာရှိတဲ့စစ်တပ်ဂိတ်စခန်း၅ခုကို KNL PDF ဝန်တပ်ဖွဲ့တွေကထိန်းချုပ်လိုက်ပြီးစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်၁၀ဦးထပ်မင်းထွက်ပြေးခေလုံလာကြောင်း KNL သတင်းရင်းမြစ်ကပြောပါရယ်။ယခုရက်ပိုင်းအတွင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းကွန်ကရစ်ကြုံတို့လမ်းပိုက်မှာရှိတဲ့စစ်ရှုံးကောင်စီတပ်ရဲ့အထိုင်ဂိတ်စခန်း၅ခုကိုထိန်းချုပ်သိမ်းပိုက်ရရှိခဲ့တာပါ။ ဧပြီလ18ရက်နေ့နဲ့19ရက်နေ့တွေမှာကြုံတိုးနဲ့ကော့ကရိတ်ကိုသွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့ DKBA ဘိုဘီ BTF မဝင်းအောင် PC အဖွဲ့ခမရ946ခမရ945တက်တွေရဲ့အထိုင်ကိတ်နေရာတွေကိုအကုန်စွန့်ပြီးပြေးကြကုန်ပြီဧပြီလ21ရက်မှာကြုံတိုးခမရ945တက်ကနေစစ်သား6ဦးပြေးလာတယ်ဖအန်တက်က2ဦးပါတယ်စစ်မှုထမ်းတပ်သားတွေ4ဦးပါတယ် အခုသိမ်းပိုက်ရထားတာက၄တိုင်၅တိုင်နွားချံကုန်းကော့ဝါလဲနေရာတွေပေါ့သူတို့စစ်တပ်ကြံနေတာက၉တိုင်နာကတကိတ်လိုင်ဝတကိတ်ကြံနေသေးတယ်အဲ့ဒီဂိတ်နှစ်ဂိတ်ရရင်တော့ကော့ကရိတ်နဲ့ကြုံလို့ကြမှာစစ်တပ်တက်ရင်နေရာတွေကလွယ်လို့ဟေးစကမ်းမရှိတော့လို့လမ်းမကြီးကို ထိန်းနိုင်ပြီလို့ KNL သတင်းရှင်းနေကပြောပါရယ်လက်တလောကော့ကရိတ်မြို့အဝင်မှာရှိတဲ့ခမရအငားလေး၆တက်ရင်စကခစနစ်ခလာရ 2233ရခလာရ2331အမတ3131တရင်တွေကို KNL PDF မဟာမိတ်တပ်ဖွဲ့ဝင်တွေကဝိုင်းပတ်ပိတ်ဆို့ထားပြီးစစ်ရေးအခြေအနေအလွန်တင်းမာနေကြောင်းသိရှိရပါတယ်။ဧပြီလ20ရက်နောက်ပိုင်းမှာစကခစနစ်နဲ့သူ့အရင်တရင်နေရာတွေကိုထောက်ထားတာပေါ့နော်။သူတို့အပြင်မထွက်တိုက်တော့ဘဲနဲ့ drone နဲ့ကင်းထောက်တယ်။ဝိုင်းတွဲလေရင်တွေနဲ့ပုံပတ်ကျဲခိုင်းတယ်။တရင်ထဲကနေလက်နက်ကြီးတွေနဲ့ရံပစ်တယ်။ တပ်ဖွဲ့ကရန်ကုန်ဖုန်ကြီးကျောင်းမှာရှိတဲ့စစ်တပ်ဗန္ဓဂရုတ်ကြီးနေရာကို တိုက်နေတာရယ်ကိုရိုင်းနာကစစ်တပ်ကိစ္စကန်ကို တိုက်နေတာရှိတယ်လို့ KNL သတင်းရင်းမြစ်ကဆက်လက်ရှင်းပြပါရယ်ယခုကတိုက်ပွဲတွေကြောင့်လမ်းမဆက်သွယ်ရေးပြတ်တောက်နေပြီးကော့ကရိတ်မြို့မှာစစ်ဘေးမရှောင်မဲနေထိုင်တဲ့သူတွေဟာကုန်စည်လုံးကြီးမြင့်နေတာကြောင့်ဝယ်ယူစားတုံးရန်ခက်ခဲနေကြောင်းလည်းသိရှိရပါရယ် စစ်ကောင်စီတပ်ကကိုဂရီမျိုးတွင်းမှာရှိတဲ့ဖုံကြီးကြောင့်ဖျားစီတီနဲ့စာတင်ကြောင်းလေးမှာအထိုင်ချတက်ဆွဲထားပြီးခံစစ်ပြစင်ထားကြတယ်လို့လည်းသိရှိရပါတယ်။အလားတူကျုံတို့မျိုးမှာလည်းစစ်ကောင်စီတပ်ကရဲစခန်းစာတင်ကြောင်းဖျားကုန်တဲ့ဖုံကြီးကြောင်းတွေမှာအင်အားရာချီတက်ဆွဲထားပြီးခံစစ်ပြစင်ထားကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတပုတ်အနေနဲ့ရခိုင်ပြည်စစ်တွေမျိုးကလည်းစစ်ဘေးတိမ်းရှောင်မှုသွားတဲ့စစ်တွေဒေသခံ30ကျော်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။ ဖဇီခေရသူစစ်တွေဒေသခံ30ကျော်မှကလေးငယ်တွေနဲ့အမျိုးသမီးတွေပါပါဝင်ပြီးစစ်တွေမြို့နယ်ပြိုင်းဖြူကျေးရွာကကျေးရွာသား10ယောက်လည်းပါဝင်တယ်လို့သိရပါတယ်သူတို့ဟာမနေ့ကဧပြီလ22ရက်ညနေ9နာရီလောက်မှာစစ်တွေမျိုးကနေပေါတော်မျိုးနယ်ကိုသွားရောက်စစ်ဘေးတိတ်ရှောင်မှုပြစင်းနေတဲ့စစ်တွေမျိုးမိဇန်ရက်ကွက်က BHT Korea စိတ်ကမ်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရတာပါ။ ဖန်စီခံရသူ30ကျော်ဟာစစ်တွေမြို့ရင်တိုက်ပွဲတွေဖြစ်ပွားလာမှကိုစိုးရိမ်နာအလို့အကန့်ရှားပါမှုစားနေခါပြက်လက်မှုစတဲ့အခက်အခဲတွေကြောင့်စစ်တွေမြို့ကနေအရခတ်တတော်အေးထိချုပ်ထားတဲ့လွတ်မြောက်နေပြည်ပေါတော်မြို့နယ်ကိုစစ်ဘေးတိမ်းရှောင်ဖို့ပွဲစားတွေနဲ့ချိတ်ဆက်တွက်ခွာဖို့ပြင်ဆင်နေချိန်မှာဖန်စီခံလိုက်ရတာလို့စစ်တွေမြို့ခံတယောက်ကပြောပါတယ်။ဖန်ခံရသူတွေကစစ်တွေကပေါတော်နယ်ကိုစစ်ရှောင်ထွက်တာလို့သိရတယ်။ဆက်လီပေါ်ရောက်လို့ဆက်လီထွက်ခါနီးမှာဖန်စီခံရတာ။ ပွဲစားတွေနဲ့ချိန်ဆက်ပြီးစစ်ဆောင်တာလို့တော့သိရတယ်လို့ပြောပါတယ်။အဲ့လိုစစ်ဘေးတိတ်ဆောင်မှုအတွက်လည်းတယောက်ကိုငွေကျပ်10သိန်းစီ ပွဲစားကိုပေးဆောင်ခဲ့ရတယ်လို့လည်းသိရပါတယ်ရှင်။နောက်ထပ်သတင်းတဘောအနေနဲ့ဘကိုးတိုင်းအနောက်ခြမ်းတယောက်ရီခရိုင်ရှင်းမြို့နယ်ထဲက မေလာမြို့နယ်အပိုင်းပကိုးရုံမဘော်ကိုတက်လာတဲ့စစ်တပ်စစ်တောင်းကိုမတ်လ30ရက်နေ့ညနေ9:00အချိန်ခန့်မှာကျုံကုန်းကျေးရွာအနီးမှာတရားဝရီခရိုင်တက်ရင်3800တက်ခွဲ3ရဲဘော်တွေကစောက်ကြိုတိုက်ခိုက်ခဲ့တာကြောင့်ဖျို့ဖျဲနဲ့စမ်းဖို့ကျေးရွာဘက်ကိုဆုတ်ခွာထပ်ပြေးသွားတယ်လို့သိရှိရပါတယ်။ ဲ့ဒီလိုဖျို့ဖျဲနဲ့ဆုတ်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်စစ်တောင်းတွေကတပ်သား၂ယောက်မှထွက်ပြေးခြင်းကြားကြံခဲ့တဲ့မိုဘိုင်းဖုန်းတွေကိုရှာဖို့အတွက်မတ်လ31ရက်နေ့မနေ့9နာရီအချိန်ခန့်မှာကျွန်းကုန်းကြီးရွာဘက်ကိုလာရောက်ချိန်တော်လိုင်းရဲဘော်တွေကအရှင်ဖမ်းဆီးရရှိခဲ့တာပါအရှင်ဖမ်းမိသူ၂ယောက်ကိုစစ်စင်မေမြမှုတွေလှုပ်ဆောင်ချိန်မှာသူတို့ဟာစစ်ကောင်စီတပ်သားတွေမှန်ကန်ကြောင်းဝီခံထွက်ဆိုခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ စစ်ဆေးမေးမြန်းမှုတွေလှုပ်ဆောင်ပြီးနောက်သူတို့နှစ်ဦးကို Geneva Convention အရထိန်းသိမ်းချဖို့အတွက်နောက်တန်းကန်စီဖန်စီခေါ်ဆောင်လာချိန်မှာတက်ခွဲသုံးမရဲဘော်တွေရဲ့တနက်ကိုလူယူကထွက်ပြေးတာကြောင့်လိုက်လံပစ်ခတ်ဖန်စီချိန်ကြီးထိမှန်ပြီးတည်ဆုံသွားတယ်လို့သိရှိရပါတယ်။ကျွန်တော်တို့ဖမ်းမိမိချင်းပြီးတော့စမ်းပုတ်ရွာကလို့လိန်ပြောတယ်။တေချာထက်စစ်မီတော့မှစမ်းပုတ်ဂိတ်ကစခါတွေပါဖုံးကြကြံခဲ့လို့လာရှာတာဆိုပြီးဝန်ခံထွက်ဆိုတယ်။ အဲ့ဒါနဲ့ကျွန်တော်တို့နောက်တန်းစခန်းကအချုပ်မှာထိသိမ်းထားဖို့ခေါ်ဆောင်ပါတယ်။လန်တိုဝါမှာသူတို့တွေကရဲဘော်တယောက်တနက်လှုပ်ပြီးထွက်ပြေးလို့နောက်ကလိုက်ပြတော့တယောက်ရဲ့ရင်ဘတ်နဲ့ခေါင်းရဲ့တယောက်ကရင်ဘတ်တွေမှန်ပြီးထေသွားပါတယ်လို့တရားဝရီ KI တက်ရင်3800နှစ်တက်ခွဲ3ရဲ့တရင်နဲ့ပြန်ကြရေးတာဝန်ခံကဖြစ်စဉ်ကိုရှင်းပြပါပါတယ်။ ။အဒီတိုက်ခိုက်မှုလုံးဆောင်ချိန်မှာငလီဘေးအနေနဲ့ပြည်သူတွေဒုက္ခရောက်နေခြင်းဖြစ်တာကြောင့်အခုမှသတင်းထုတ်ပြန်ရတာဖြစ်တယ်လို့လည်းတက်ခွဲသုံးမှာတာဝန်ရှိသူကရှင်းပြထားပါတယ်။မနေ့ကလည်းမင်းလာမျိုးကနေရာနှစ်ခုမှာတော်လိုင်းတပ်ဖွဲ့ဝင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကြောင့်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့အကြမ်းဖက်စစ်တပ်မှနေ့လယ်ပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေရှိတဲ့ဆိုတဲ့အထင်နဲ့အရက်သားပြည်သူတွေကိုနေထိုင်ရာကျေးရွာတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့ပဲခူးတိုင်းအနောက်ချမ်းမင်းလာမြို့နယ်ပဲခူးရုံးမတောင်ချေမှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီတပ်ကဧပြီလ22ရက်နေ့နေ့လယ်2နာရီကျော်လောက်မှာလေကြောင်းကနေပုံကျဲပစ်ခတ်ခဲ့တယ်လို့မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်မေလာမျိုးနဲ့တဲကညောင်သုံးမိအညာတန်းတင်ကန်းကြောင်နဲ့ဥရရွာတောင်စု ထိတ်အနီတို့ကိုရဟတ်ရင်မော်ကနေဘုံကျဲတိုက်ခိုက်တာအပြင်ဆက်တနက်တွင်လည်းပစ်ခတ်ခဲ့တာပါဘုံကျဲပစ်ခတ်ခံရတဲ့ရွာတွေကညောင်သုံးမိရွာလဲတိုက်ခိုက်ခံရတယ် အညာတန်းရွာမှာကဘုံကရေကန်လေးကြာလာတဲ့ကြောက်တကားဖုံးကြီးကြောင်းလဲချီတယ်ဒါပေမဲ့လူမနေလို့ထိခိုက်မှုမရှိဘူးလို့ဒေသခံပြည်သူကာဝေးတပ်ဖွဲ့ဝင်တို့ကပြောပါရယ်လေကြောင်းတက်ခိုက်တာနဲ့ပတ်သက်ပြီးထိခိုက်သေဆုံးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဆိုပါရယ်လေကြောင်းတက်ခိုက်ခင်အဲ့ဒီနေ့မနက်7:00နာရီလောက်ကမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းမှာစစ်ကောင်စီတပ်သားတအုပ်ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးအဲ့ဒီနောက်မှာလေကြောင်းတက်ခိုက်မှုဖြစ်ခဲ့တာလို့ဒေသခံတို့ကပြောပါရယ် ပြီးခဲ့တဲ့မတ်လ28ရက်နေ့ညကလည်းမင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးစခန်းအနီးကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲချခဲ့ပေမဲ့ချစ်ခိုင်မှုမရှိခဲ့ဘူးလို့အထက်ပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးစီကတည်ရပါတယ်။စစ်ကောင်စီကဧပြီလ2ရက်ကစတင်ကဧပြီလ30ရက်နေ့အထိယာယီအပြစ်ခတ်ရက်စဲကြောင်းကြေညာထားခဲ့ပေမဲ့အရက်သားနေအိမ်တွေကို လေကြောင်းကနေပုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုဆက်လက်လှုပ်ဆောင်လျက်ရှိနေပါတယ်ရှင်။ ဒီနေ့ညနေခင်းရနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်ပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးစည်ရနာရှင်စနစ်ဆိုးလောက်မှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ရပါရဲ့ရှင်နောက်ထပ်ထူးခြားတဲ့သတင်းတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ရှင်